နာနိုငါထင်တာကရှေးဟခလီတွေနဲ့90မြောက်ကြီးကဒေါ်သာထွက်နေကြတယ်ဟုတ်တယ်မလားမျက်နှာကြက်သားလောက်စာမှုသရုပ်ခွဲနေပါလေနင်း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 မျက်နှာကြက်သားအချည်နေအော်အော်မှုစိတ်တို့မှုရဲစရာကောင်းမှုဒေါ်သာထွက်မှုတွေဖြစ်နေပါတယ်သူတို့ရဲ့မျက်နှာကြက်သားကိုကြည့်လိုက်မဲ့ဆိုရင်ရဲစရာကောင်းတာအန်အော်တာစိတ်တို့သာနဲ့ဒေါ်သာထက်တာကိုမြင်နိုင်ပါတယ်ငါဘာမှမကြားနိုင်လို့ဘာဖြစ်နေလဲမသိပေမဲ့သူတို့ရဲ့ရင်လုံးနေတာကိုမြင်နိုင်သေးတယ်ငါမှလွဲကောင်မရှိဘူးလို့ထင်ထားပြီးငါအခုလိုအကြာကြီးတီးခတ်နေတာတွေ့ ့ရတာသူတို့မှန်တာကိုထိခတ်သွားတာသိတာနဲ့ကာသာဒီလိုအခြေအနေကောင်းတဲ့ပထမဆုံးမူဝဲကိုအောင်ပါမယ်ဆိုလို့စေငါမှနှဲ့ကုန်မရှိဘူးပြောလဲသူတို့ကယုံကြမှာမဟုတ်ဘူးနားတော့မင်းနောက်အတွေ့အခါခဏတန်ရအောင်လုပ်ပြနိုင်မလားအတွေ့အင်းကောင်ကိုတန်ရပေးတယ်လို့ပြောနေတာလားဟုတ်တယ်လုံလို့ရပါတယ်ဒါပေမဲ့မစ္စတာရဲ့ခဏတော့အတွေ့ပန်းကိုတန်ရဖြစ်စီတာကိုတော့ကျွန်တော်မထောက်ခံပါဘူးဂယူမဆိုင်ဘူးကဒါပြီးသွားတာနဲ့ငါ့ကိုအတွေ့အားတန်ရရအောင်လုပ်ဝေပြီးတော့ငါ့ကိုသွေးရအောင်လုပ်ပြီးမစ္စတာရဲ့အမေရအတွေ့အင်းကထိခောက်အောင်ဖိအားပေးနေပါတယ်တမနစ်ပြေတော့မယ်ပြန်စင်းစားကြည့်လိုက်တော့မှဆက်ငါမင်းတော့ မရှိသေးတဲ့ကောင်ကဒါလည်းလေလေတောက်ခတ်နိုင်ရမို့လေငါဒီလိုမျိုးအစိုးမတက်ပြီးနိုင်ဝငမ်းမတော့ခွင်းလိုမျိုးလေဝဒါခန္ဓာကိုယ်ရဲ့အတွင်းတဝက်စီကိုသုံးထားတဲ့ဒီဇက်ဆန်ကိုစူးစမ်းတောက်ခတ်ကြည့်လိုက်ဒါဒါအဲ့ဒီအရေးများတယ်ငါစမ်းမျိုးကြည့်ခဲ့ရင်လိုက်တော့ထက်လို့ရဲ့အဲ့ဒီအရေးများတယ်ဟမ်ငါစိတ်လွတ်သွားတာပဲအကိုလောကမောကြပြီဟင်းတော်သေးတာပေါ့နောက်ဆိုတော့ပြီးသွားပြီစူးစမ်းအတွင်းတန်းတန်းလေးစုံလိုက်မှဆိုရင်ပထမဆံမွေးရတဲ့အားလုံးလေချောက်သွားမှာပဲချက်ချက်ငါစမ်းမျိုးကြည့်ခဲ့အထိတ်ကိုမေ့သွားတာပဲလို့ကြိုးတော့မယုံနိုင်ဘူး စီလိုက်ပါလားငါဘာမှလုံးပြီးသွားတာလေအဲ့ဒီခွေးကောင်လေးရဲ့ပုံကဒေါသကိုမထိန်နိုင်ဘူးငါအတွေ့အကြုံတော့ဝတ်ကိုထုတ်တယ်လာပြီးတယ်ဒါတွေအကောတော့မျိုးနဲ့စု6ခုရဆက်ကြည့်လို့ဖြစ်ရတာဒါတွေအားလုံးကချို့ရုံးဝကြောက်ပဲသူကပါလို့ရက်နေတာနေတာလေနောက်အခုသွေးရလာတော့ပဲခမ်းဘာလဲဟာအခုဘာဖြစ်သွားတာလဲဘာဒါကဘာတွေလဲသူဘာလို့သွေးတွေအများကြီးအထုံးလိုက်တာလဲစူစီတော့မှလားနာတော့မင်းပရိုဂရမ်ကိုအမိတ်တိုင်းလောက်ထားတာပါခန္ဓာကိုယ်ထဲမှာစီတဲ့အိတ်ကရဲ့သုံးစက်ရံကတော့ထိခိုက်သွားပြီးသွေးတွေကိုတက်လက်ငမြပြောင်းပြန်စီအောင်လောက်ထားပါမယ်ခဲ့ယူရ ကြတာပဲငါသေတော့မဲ့ဆိုလို့ထစ်သွားတာပဲဂွအာအမင်းတော့ကွာဆံဝဲဖြစ်ရသူတည်သွားရဲ့အာလောငါတောင်ကိုယူရတော့မယ်သူမျိုးလဲဆို၆ဦးတည်းကမဟုတ်လားဘူးဒါပေမဲ့ခေါင်းဆောင်ရဲ့မျိုးတဲ့ဝင်တရားတော့သိခွင့်လို့ပေးရဘူးဟိတ်ကလေးမင်းစစ်ပြည်ရလားဆွေ900ကျန်တော့ဆော်ဆော်ထားတာကြောင့်မိုးဝေရှင်ဖြစ်နေပါတယ်အတွေးကတိခါချင်တဲ့တွေးဆော်ဆော်ချင်းအတွက်အလိုလျောက်ကုသရေးစနေဖွင့်လိုက်ပါပြီဟိုးမလုံနဲ့အခုမဟုတ်သေးဘူးဒီကောင်ကတော့မင်းလော့ဆော်လိုက်လို့ရတဲ့ဟာကိုကမတ်စတာအနေနဲ့စီးတဲ့အချင်းတွေရောင်းနေပါပြီခဏလေးနလင်းလေးထပ်ဆောပါဦး ောင်ဒီကလေးမတွေ့ကောဘလောက်ရှိတယ်လို့ဒီလောက်အကြဟိတောက်ခဏထားရတယ်ဘာသူ့မှာဘာတခုမှမရှိဘူးလားယူလိုက်တာပဲကွာဒီကောယူသွားပြီပဲမေသာခွနေတဲ့ပတ်စရမကောသတိနဲ့ရှိမိမှာကအဲ့လောက်မထင်တာဘူးသူဘာသာဘာဆောက်ဝယ်ပဲကိုစိတ်ကချစ်စစ်ချစ်စိတ်ကြည်တတ်တတ်နဲ့အော်ဗာမဲ့လို့မယုံနိုင်ဘူးဟုတ်ကဲ့သူ့ကိုစေကံကိုခေါ်သွားလိုက်ဟုတ်ပုတ်ကဲ့ပါငေါ့ငေါ့မြင့်မြတ်ကူတော့နာတို့ရေခင်ငါအတွေ့အလန်းကိုတောက်ခဏလာတဲ့အဲ့ကလေးကိုဘာမှမဖြစ်သလိုနဲ့ကြည်ရတာအတွင်တက်ရတွေ့ပြီးတက်ရရသွားတဲ့ပုံစံပဲရာဇာပြောင်းကြည်ကဒါအရလွတ်သွားပြီပါ ပါပါဟုတ်လေခမင်းသူ့ကိုသမီတော်မလို့ပဲလေသူ့မှာနှဲ့ကုံနည်းနည်းလေးတော့ရှိသေးတယ်မလားလောဝဟောမရှိတာငါသူ့ကိုစစ်ကြည့်လိုက်ပြီပဲသူ့ကဘာနှဲ့ကုံမှမရှိဘူးသူသူ့ရဲ့သစ္စာကိုစောက်စီခဲ့တယ်ဒါဘယ်လိုလုပ်ဖြစ်နိုင်ပါလဲနှဲ့ကုံမှမရှိပဲတဲ့သူဘယ်လိုလုပ်ပြီးတော့ငါတွေအားလမ်းကိုတောက်ခတ်နိုင်ပါလဲသူ့မှာနှဲ့ကုံမရှိရင်တခြားကလေးတော့သူ့လည်းသတိလေးသွားမှာပေါ့ဟုတ်တယ်မလားသူ့အပြင်းထက်တိုင်းရရပါတယ်သူ့ပြည့်စည်စိတ်နဲ့ပဲနိခတ်ပါခဲ့တာဘာရဲ့သူ့ပြည့်စည်စိတ်နဲ့စီခတ်ခဲ့တာလားဒါကြောင့်ကြောက်စရာကောင်းတော့ပြင်းထက်တဲ့ဖြစ်စစ်စိတ်သက်သက်ပဲသူ့သ တရားမဝင်ကလေးမဟုတ်ခဲ့လို့စေရင်ကသူ့ကိုကျော်ရတဲ့ရောက်အဖြစ်ပြူထောက်ပေးလိုက်မိပါပဲဒါပေမဲ့မျိုးရုံစု၆ခုကိုစက်ကြည့်လို့ဘာမှကောင်းတော့မရှိဘူးလေဟာဒီနေ့ကတော့အရာတော့အရာအရာဆိုင်နေပြီပဲသူကသူ့စိတ်ချတော့တောင်းရခဲ့တာလားကျေးစရာကောင်းနေတာပဲမင်းအလုံးမဟုတ်ပါဘူးထောက်တနေရကိုသွားပြီးတော့ကြာတလောင်းတာစောင့်နေလိုက်ဟမ်စပေးအနီကောမင်းမပြောရင်တော့ဘာကပုံမှန်တိုင်းစလုံးနေပါပဲထပ်သွားစားကအရက်ပမာရအရက်နဲ့နဲ့လေကိုရန်တော့တရားတော်ဖြစ်မလာဘူးဆိုရင်တည်တော်ပဲကောင်းကောင်းကြီးဟန်ဆောင်နေသေးတယ်ပါလေဟုတ်လားမင်းကြီးရတာဘာစမ်းမအရက်ပြင်းနေ တာမှစကောင်းကောပျော်တတ်တဲ့ပုံစံပဲအဲ့တည်းကမေးပြောခဲ့တဲ့အတိုင်းပဲမဲသားကိုရတော့တယောင်မဟုတ်လေမင်းသိနေလောက်ပြီဘာကဒီလောက်ညာတဲ့ချီဆွမ်းအေးတွေကပါလေဒီပီးထားတဲ့အတွေးဆော်ရတွေကလက်ဝဲလက်ရကိုရတော့နေလိုက်မင်းရတော့လေကောင်းပြီလေငါဖွားပြီတောက်ကွေးမစားရင်ခဲသူတို့ကကြီးလိုက်ပါတော့အဲ့လိုအတွေးအားလေးနဲ့မပြေပေါ်မှာလူလိုက်ကြနေရတယ်လို့ဒီနေ့ကခလေးတွေဘာသက်တီးမှမရှိကြဘူးသူတို့ကစစ်လိုက်ပဲစွလို့စစ်အဲ့ဒီခလေးကငါချိုးရောဖို့ဆိုတဲ့ခလေးကိုတကယ်သဘောကျတယ်